Hello guys, welcome back. ကျွန်တော်ရဲ့ channel ကြီးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ Chunky Ga Proteina ဆိုတဲ့ animal ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့အချိန်မဆွဲတော့ပဲစလိုက်ရအောင်ဗျ။ ပင်လယ်ခီးထွက်ခဲ့တဲ့ဆရာဂူတယောက်ကတော့ Crying Iceman တင်မော့ရဲ့ငါးလူသား boss နဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေရပါပြီ။ဆရာဂူတယောက် boss ရှီယာစီကိုပြေးတက်လာခဲ့ရင်မဲ့ငါးလူသားတွေကသူ့လမ်းကြောင်းကိုပိတ်လိုက်တယ်။ဒါကြောင့် Rex ကလည်းသူ့ရဲ့မြားနဲ့ပြခွင်းလိုက်ပြီးဆရာဂူအတွက်လမ်းကြောင်းချိန်ပေးလိုက်ပါတယ်။အဲ့ချိန်အပေါ်မှာရှိနေတဲ့ Imu နဲ့ Moro တို့ကလည်း Matches Bay နဲ့ဇက်တိုက်တွေပြနေရယ်။ဆရာဂူဒီတစ်ခါကိုကင်ဆောင်ထားတဲ့ရှင်တော်တမျိုးကို update မြင်ထားအကြောင်းအရင်အထက်ပို့ပြီး ဂျူရီဘယ်လက်ဒီဘိုင်းမှာအမြင့်နေခဲ့ပါပြီ။အဲ့နောက်ဆာရာကူလည်းသူ့ရဲ့ဂျမ်မစ်စပယ်တစ်ခုနဲ့ဘောရဲ့နောက်ဘက်ကိုခုန်ကူးလိုက်တယ်။ပြီးတော့ရှွန်နော့တံပြောင်းနဲ့လည်း critical ထအောင်ဒီဇက်တိုက်တွေခုတ်လိုက်ပါတယ်။အဲ့နောက်ငါးလူသားဘောရဲ့တိုက်ခိုက်ချက်တွေကိုရှောင်လိုက်ပြီးလေဘောကိုခုန်လိုက်ကရှွန်နော့တံပြောင်းနဲ့ထပ်မံခုတ်ပိုင်းလိုက်တယ်။ဒါကြောင့်ငါးလူသားဘောကြီးလည်းမှောက်သွားခဲ့ပါပြီ။ဒါမှဆာရာကူကတော့ unit machine ဟာအရန်လွယ်နေတာကြောင့်သူ့စိတ်ထဲမှာတန်တရားဖြစ်နေခဲ့တယ်။အဲ့အချိန်စတူဒီယိုဆာရာကူတို့ရှိရာသင်းမောစီကိုခုန်တက်လာခဲ့တယ်။ ရုတ်တရက်ဆာရာကိုနောက်မှာရှိနေတဲ့ငါးလူသားဘောကြီးကလည်းဆာရာကိုလိလိရှူလိုက်ပြီးစတူချီဟာစီကိုတက်တက်ပြေးသွားခဲ့ပါပြီ။အဲတော့မှဆာရာကလည်းဒီမက်ရှင်ဟာငါးလူသားတွေကိုအကုန်တက်ရမှာမဟုတ်ပဲစတူကိုစောင့်ရှောက်ရမယ့်မက်ရှင်ဆိုတာကိုတတိထားမိသွားတယ်။ဆာရာကတယောက်စတူချီဟာစီကိုအမြန်ဆုံးပြေးလာခဲ့ပေမဲ့ငါးလူသားကြီးကတော့သူ့ရဲ့ကြောက်စုချိုးနဲ့စတူကိုပစ်ပေါက်လိုက်တယ်။ဒါပေမဲ့ရီဆာကရောက်လာခဲ့ပြီးကာပေးလိုက်တာကြောင့်စတူတယောက်လည်းအသက်ပေးရလွတ်သွားခဲ့ပါတယ်။တူတလက်ကိုကင်ဆောင်ထားတဲ့အပြင်အာမာအစ်စ်တွေပါဝစ်ဆင်ထားတဲ့ရီဆာကကြောင့်ဆာရာကလည်းမွန်စတာအစ်စ်တကောင်ရောက်လာတယ်လို့ထင်သွားတယ်။ အဲ့ဒီနောက်ဆရာအကူတို့လည်းအချိန်မဆွဲတော့ပဲကာကွယ်ရေးမရှင်ဖြစ်တာကြောင့်ရှီးသမျှငါးလူသားတွေကိုတတ်ဖို့ပြင်ဆင်လိုက်ကြပါတယ်။အဲ့အချိန်အာကီဆာကာနဲတို့ကလည်းဆရာကူတို့ဒေမော့ချီယာစီကိုရောက်လာခဲ့ပါတယ်။ အဂီဆာကနဲ့တယောက် crying iceman သင်္ဘောပေါ်ကိုရှေရှားလိုက်တာနဲ့တပြိုင်နက်အချိန်နဲ့ခဏရက်တန်သွားလို့ဖြစ်သွားတယ်။ဒါကြောင့် Sarah ကလည်းဒီလိုနှစ်ဖရားအဆင့်ဂိမ်းကြီးရတော့မှ data ရင်းများလာရင် line လက်သွားတတ်တာလားလို့တွေးနေတယ်။အဲ့အချိန်သူတို့မသိလိုက်တာကတော့ရေရောက်ကတစုံတရာသူတို့ရှိရာစီကိုတက်လာနေရဆိုတာပါပဲ။ရုတ်တရက်ပင်လယ်ပြင်ဟာ line နေထလာခဲ့သလိုရင်းမျက်နှာပြင်ပေါ်မှာလည်းဂျီဝဲကြီးတစ်ခုပေါ်လာခဲ့တယ်။အဲ့ဒီနောက်ဂျီဘွဲလက်တိုင်ကြီးဒီပေါ်လာက Sarah ကရဲ့သင်္ဘောကိုရစ်ပတ်လိုက်ပါတယ်။အခု Sarah ကတွေးလိုက်ရတဲ့ဂျီဘွဲကြီးကတော့ unit monster ဖြစ်တဲ့6နှစ်ရဲ့ currency ဖြစ်ပါတယ်။ပုံ မှန်ချိန်မျိုးမှာ unit monster နဲ့တွေ့မယ်ဆိုရင်တော့တတိပေးချက်ဝင်လာတတ်ပါတယ်။ဒါပေမဲ့အခုတစ်ချိန်တော့တတိပေးစာတော်ရောက်မလာပဲရုတ်တရက်ကြီးတိုက်ခိုက်လာတာကြောင့်အကုန်လုံးလဲတင်းမောကြီးနဲ့အတူရေထဲကိုနှိမ့်မြုပ်ခံလိုက်ရပါပြီ။အဲ့နောက်ဆရာကူလဲတင်းမောပြက်တစ်ခုပြင်းနာမှာပြန်လဲနိုးလာခဲ့တယ်။သူနိုးလာချိန်မှာတော့အီမူရိုပါဝင်ခရနီကလည်းအနားမှာရှိမနေတော့ပါဘူး။ဒါကြောင့်ဆရာကူလဲသူရောက်နေတဲ့နေရာကိုအသေးစားမြင်အောင်တင်းမောပြက်ကြီးကိုရှိတ်တက်လိုက်တယ်။အဲ့နောက်သူတွေးလိုက်ရတာတော့အသူရာ၆ထဲမှာရှိတဲ့ရေအောင်မြို့တော်ကြီးဖြစ်နေခဲ့ပါတယ်။ ဆရာကလည်းအစဒီမရှင်ကိုစတူကိုကောက်ွယ်ရမယ်တာမန်မရှင်လို့ပဲထင်လိုက်ပေမဲ့အခုချိန်မှာတော့ unit monster ကြီး currency နဲ့ရင်ဆိုင်ရမယ် unit machine ဖြစ်ကိုပြောင်းသားခဲ့ပါပြီဒါပေမဲ့သူ့ရဲ့ team mate တွေနဲ့အရင်ဆုံးတွေ့ရလို့အကြောင်းဆရာကလည်းတိမှုလိုများရှိမလားလို့အော်ခေါ်ကြည့်လိုက်တယ်အဲ့ရှိန်မြို့ထဲမှာရှိတဲ့အိမ်တိုင်ထဲမှာငမန်းလူသားတယောက်ဟာသူ့နောက်ကပြေးလိုက်လာတဲ့တတ်ထွားရေးစီကပေါောင်းနေခဲ့ရတယ်နောက်ပြီးဆရာကရဲ့ order ကိုလည်းသူဟာကြားသွားခဲ့ပါတယ်ဆရာကတော့အပြာရောင်လေးနဲ့ပြည့်နှက်နေတဲ့ရေရောက်မြို့တော်အစီကိုစူးစမ်းဟောတာထွက်ခဲ့ပါ ပြီဒီအောက်မြို့တော်ကြီးရဲ့ခေါင်းငယ်ဟာပင်လယ်ရေနဲ့ပြည့်နှက်နေတယ်လို့မြို့တော်ကြီးရဲ့အလိမ်မာလည်းရဲတိုက်ကြီးရရှိပါတယ် unit machine စတဲ့ရုံအတွက်အဖို့ဝင်အားလုံးဟာ crying ice man ဒီဘောပေါ်မှာရှိနေရမှာဖြစ်ပြီး stew ဟာလည်းအသက်ရှင်နေရပါမယ် unit machine ကိုလည်း9ရက်အတွင်းပြီးတက်ရမယ်လို့ကတ်သက်ထားပါသေးတယ်နောက်ပြီး9ရက်တောင်ဆော့ရမယ် unit machine ဖြစ်တာကြောင့် sarah ကလည်းအရင်ဆုံးသူ့ log out လုပ်လို့ရမယ်နေရာကိုရှာလိုက်ပါတယ်မြို့ထဲကအိမ်ကြီးအားလုံးကတော့ဝင်လို့မရတဲ့အပြင်အထက်ကတခုမှမထွက်အောင်လဲတစ်သားရင်နဲ့ရိုက်ကပေါက်တွေပိတ်ထားတယ်ဒါကြောင့် sarah ကလည်းတရားအမျှရှိမလားလို့ organic ရယ်အဲ့အချိန်ရုတ်တရက်သူနာအနေငမန်းလူသားတကောင်ကဖြတ်သွားအောင်ဆရာကူလည်းလိုက်ကြည့်နေမိတယ်ဆရာကူတတိမထားမိလိုက်တာကတော့ငမန်းလူသားနဲ့အတူပါလာတဲ့ monster အုပ်လိုက်ကြီးပါပဲဒါကြောင့်ဆရာကူလည်းသူ့ရဲ့ bobber mirror သုံးလိုက်ပြီးအာယုံလွှဲဖို့ပြင်လိုက်တယ်ဒါပေမဲ့ငါလူသားတွေကအကောင်ကြီးအတွက်အယမ်းများတာကြောင့်ဆရာကူရဲ့ bobber mirror ကလည်းအလုံးမဖြစ်ခဲ့ပါဘူးအဲ့နောက်ဆရာကူလည်း ဂျမ်မင်းစပယ်တစ်ခုနဲ့ခုန်လိုက်ရင်နိုင်ယန်နေကိုဘောင်းစ်လုပ်ကအဆောက်အဦတွေထိတ်ကိုရောက်တဲ့အထိခုန်တက်လိုက်ပါတယ်။အဲဒီနောက်ဆာရာကူလည်းသူ့ရဲ့ရှေ့အဖြတ်ပြေးသွားတဲ့ကိုငမန်းနဲ့ပြန်တွေ့ရပါပြီ။ဒီကောင်ကတော့ပုံမှန်ငါလူသားရီလို့မဟုတ်ပဲစကားပြောလာတာကြောင့်ယူနစ်မရှင်ရဲ့ NPC ဖြစ်မယ်လို့ဆာရာကူတယောက်တွေးလိုက်တယ်။နောက်ပြီးကိုငမန်းဟာဒဏ်ရာရီလည်းအပြင်းတန်ရတာကြောင့်ဆာရာကူလည်းပြန်ကုတိုက်ရေးစီဒဗလင်းကိုပေးလိုက်ပါတယ်။ငါလူသားမွန်စတာရဲ့အများကြီးကလည်းနိုင်ယန်ကိုကြောတက်လာကြပါပြီ။ဒါကြောင့်ဆာရာကူနဲ့ကိုငမန်းလည်းဒီကောင်တွေလက်ခံလို့အောင်ထွက်ပြေးလာခဲ့တယ်။ဆာရာကူတယောက်ကတော့သူ့အရင်ဆုံးယူနစ်မရှင်ရဲ့ NPC နဲ့တွေ့လိုက် ရတာကြောင့်အပျော်ကြီးပျော်နေခဲ့ပါပြီ။အဲဒီနောက်သူတို့နှစ်ယောက်လည်းငါးလူသားရဲ့စီကလွတ်အောင်ထွက်ပြေးခဲ့ပြီးစိတ်ဆုံရှိရနေရစီကိုရောက်လာခဲ့ပါတယ်။အဲဒီအချိန်ရုပ်တရက်တရှင်းတန်တွေကိုကြားလိုက်ရတာကြောင့်ကိုကမန်းကတော့ထိတ်လန့်သွားခဲ့ပါပြီ။ဆာရာကူတယောက်အပြင်ကိုကြီးတိုက်ချိန်မှာတော့လေပေါ်မှာပြန်ဝဲနေတဲ့ရေသူမကြီးကိုတွေ့လိုက်ရတယ်။တစ်ဖက်မှာရှိနေတဲ့ကိုကမန်းကတော့တရှင်းတန်တွေကြောင့်နားမခံနိုင်တဲ့အထိဖြစ်နေရပါပြီ။အဲဒီနောက်ဆာရာကူလည်းအဆောက်အဦရဲ့ထိတ်ပေါ်စီတက်လာခဲ့တယ်။နောက်ပြီးဂျမ်မင်းစပယ်တို့ခုကိုတုံးလိုက်ရင်ရေသူမကြီးရှိရာစီကိုခုံပြန်လိုက်ပါတယ်။ဆာရာကူကဒါနဲ့ထိုးပြင်လိုက်ပေမဲ့ရေသူမကခုံရှောင်းလိုက်တယ်။ ဒါပေမဲ့ဆရာကူတယောက်မြေပြင်ကိုပြန်ကြလာချိန်မှာတော့ဒမ်းမဲ90အောင်ထိသွားပါတယ်။ဒါကြောင့်ဆရာကူလည်းပြန်လည်ကုသရေးဆေးရုံထုတ်လိုက်ပြီးတောက်ဖို့ပြလိုက်တယ်။ဒါပေမဲ့သူ့ရဲ့အယူကတ်ကရထားတဲ့အစွမ်းတွေကြောင့်ပြန်ကုသလို့မရအောင်ဖြစ်နေပါတယ်။အဲ့အချိန်ရေသူမတွေကဆရာကူရှိရာစီကိုအချိန်ပြင်းပြင်းနဲ့ပြေးလာရကြောင်းဆရာကူတော့တိုင်ပတ်နေပါပြီ။ဒါပေမဲ့ကိုငမန်းကပေါ်လာပြီးပြေးဝင်လာတဲ့ရေသူမတွေကိုကိုက်ဖြတ်လိုက်တယ်။ဒါကြောင့်ရေသူမတွေလည်းထွက်ပြေးသွားခဲ့ပါပြီ။ ကိုငမန်းပြောပြချက်အရ तू ကပုံမှန်ဆိုရင် तू ရဲ့လက်နက်နဲ့တိုက်ခိုက်တတ်ပေမဲ့အခုကသူ့ရဲ့လက်နက်ဟာပျောက်ဆုံးနေရကြောင့်အခုလိုကြမ်းတဲတဲ့ပုံစံမျိုးနဲ့တိုက်ခိုက်ရတယ်လို့ပြောပြလာတယ်။နောက်ပြီးဆာရာကူကိုဒီလိုလမ်းမှာလူတရက်လောက်ရှိတဲ့လက်နက်ကြီးကိုတွေ့ခဲ့ရလို့မေးလိုက်ပါတယ်။ဒါပေမဲ့ဆာရာကူကတော့ तू ဟာအခုမှဒီရေအောင်မြို့ကိုရောက်တာကြောင့်တေချာမသိဘူးလို့ပဲပြန်ပြောလိုက်ပါတယ်။ဒါကြောင့်ကိုငမန်းလည်းဒီလိုရှင်းပြလာပါတယ်။တကယ်တော့ ဒီမြို့တော်ဟာဆရာကူတရားတယ်လို့ရေရောက်မြို့တော်တစ်ခုမဟုတ်ပါဘူးအမှန်တော့ဒီမြို့တော်ရဲ့အောက်ရှိမှာဆရာကူကိုနေထိုင်နေတဲ့ခေါင်းငင်းရှိပါတယ်နောက်ပြီးဒီမြို့တော်ကြီးတစ်ခုလုံးဟာလည်းကာရန်ဒီရဲ့အစွမ်းကြောင့်ဇောက်တိုးမိုးမြော်ကြီးဖြစ်နေတာပါဒါကြောင့်ဒီမြို့တော်ကိုဘျောင်းမြန်မြို့တော်လို့လည်းခေါ်ပါတယ်ဒီပိုင်းကြီးတော့ဒီမှာပြည်ဆောင်ထားပါတယ်ကြည့်ရှုဒီရောက်ရှင်ကြရင်ကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ guys နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်ပေါ့